အားလုံးမင်္ဂလာပါခင်ဗျာ knowledge sharing channel ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ Facebook တုံးရတာကြာလာတာနဲ့အမျှ Facebook software ထဲမှာအမိုက်တွေ cache တွေများလာတဲ့အတွက် Facebook တုံးရတာအရင်လိုမမြန်ဆန်လို့စိတ်ညစ်နေရတဲ့သူတွေအတွက် Facebook ကိုတန်ရှင်းရေးလုပ်ငန်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာโอเคပါဒီနီလန်လေးကိုလုတ်ဖို့အတွက်ပထမဆုံးအနေနဲ့ Facebook ထဲကိုဝင်လိုက်ပါခင်ဗျာ Facebook ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ညာဘက်အပေါ်တောင်းမှာရှိတဲ့ menu bar လို့ခေါ်တဲ့ရင်းသုံးချောင်းလေးတဲ့ကိုဝင်ပေးလိုက်ပါခင်ဗျာပြီးရင်တော့ကျွန်တော်တို့ screen လေးကိုပုံကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ setting and privacy လေးတဲ့ကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာပြီးရင်တော့ setting လေးတဲ့ကိုထပ်ဝင်ပေးလိုက်ပါ okay ပါ setting လေးတဲ့ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီ preference ဆိုတဲ့ tab bar ထဲမှာရှိတဲ့ကျွန်တော်အောက်ဆုံးနားမှာရှိပါတယ် browser ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါခင်ဗျာ โอเคပါဒီညကိုရောက်ပြီဆိုရင်တော့ဒီအပေါ်မှာရှိတဲ့ you are browser in data ဆိုတဲ့အဲစာတန်းလေးရဲ့ညဘက်ရှမ်းမှာ clear ဆိုပြီးတော့ဖြစ်နေပါတယ်โอเคပါဒီ clear ဆိုတာလေးကိုနှိပ်ပြီးလိုက်ပါခင်ဗျာโอเคပါဒါဆိုရင်တော့ဒါလေးကတော့ရော Facebook ကိုတန့်ချင်းလုပ်တဲ့နီလန်လေးတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာโอเคပါနောက်ထပ်နီလန်လေးကိုထပ်ပြီးတော့လေ့လာလိုက်ကြရအောင်နောက်ထပ်နီလန်းလေးကိုလုတ်ဖို့အတွက်ဆိုရင်တော့ကိုယ့်ရဲ့ screen board က Facebook software လေးကိုကျွန်တော်တို့လက်ကလေးနဲ့ကြာကြာလေးဖိပေးလိုက်ပါခင်ဗျာ ပြီးရင်တော့ကျတို့ဒီအပေါ်မှာပေါ်လာတဲ့အဲတပ်ဘားလေးတွေတဲ့ခါကျတို့ဘယ်ဘက်ကဒီအိုင်ပုံလေးကိုနှိမ့်လိုက်ပါခင်ဗျာခွေပါဒါဆိုရင်တော့ကျတို့ F info တွေကိုရောက်သွားပြီပေါ့နော်ပြီးရင်တော့ကျတို့အပေါ်ဆုံးမှာရှိတဲ့ store တွေတဲ့ကိုဝင်ပြီးလိုက်ပါခင်ဗျာโอเคပါဒီနေရာမှာကျွန်တော်တခုပြောပြထားချင်တာကတော့ကျွန်တော်သုံးတဲ့ device တွေမတူတဲ့အတွက်ကျွန်တော်ဝင်ရတဲ့ setting လေးတွေကျွန်တော်နည်းနည်းငယ်တော့ क्वे ပြနိုင်ပါတယ်ခင်ဗျာโอเคပါဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော် story တဲ့ကိုဝင်ပြလိုက်ပါ ပြီးရင်တော့ဒီမှာရှိတယ်ကျွန်တော်ဖုန်းထဲမှာတော့ clear data ဆိုပြီးတော့ပေါ်တယ်ပေါ့နော်โอเคပါ clear data ကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ဒီနေရာမှာကျွန်တော် clear cache ဆိုတဲ့ကျွန်တော်အောက်ကဟာလေးကိုနှိပ်ပေးရပါမယ်ခင်ဗျာ clear cache လေးကိုနှိပ်လိုက်မယ်ဆိုရင်တော့အဲဆက်ပြီးတော့ okay လေးကိုနှိပ်ပေးလိုက်မယ်ဆိုရင်တော့ကျွန်တို့ရဲ့ Facebook ထဲမှာကျွန်တို့တုံးခဲ့တဲ့အမှိုက်ကလေးတွေပေါ့နော် data တွေမပြတ်ဖင်းနဲ့ကျွန်တို့အမှိုက်ကလေးတွေကိုပဲ Facebook ကနေပြီးတော့တန်ချင်းကြီးလုတ်ပေးတာပေါ့နော်ဆိုတော့ကကျွန်တော်တို့ဒီနီလန်းလေးနှစ်ခုကိုအသုံးပြုပြီးတော့မိတ်ဆွေတို့အနေနဲ့ Facebook တုံးရတာနှိပ်ပေးရဆိုတဲ့ပြဿနာလေးကိုအနည်းငယ်ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်မိပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ